လို guys canva သုံးပြီးတော့ image နှစ်ခုကိုပေါင်းဆက်ကြည့်အောင်ကျွန်တော်တို့ပုံမှန်လုပ်နေကြတဲ့ image တစ်ခုပေါ်တစ်ခုထပ်ပြီးတော့အပေါ်တစ်ခုကို obviously short လိုက်တဲ့ media ပြောရမယ်ဆိုလို့ရှိရင်တိတ်မလှဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ canva မှာပါတဲ့ tool တစ်ခုကိုသုံးကြည့်လိုက်အောင်ပထမအဆုံးဘေးက menu bar မှာ app ဆိုတဲ့ဟာလေးတွေ့လိမ့်မယ်ပေါ့နော်အဲ့ app တွေဝင်လာလို့ရှိရင်ကျွန်တော်တို့ blend image ဆိုပြီးရိုက်ချလိုက်လို့ရပါတယ်အဲ့ကြလို့ရှိရင် blend လုပ်လို့ရတဲ့ tool တစ်ခုပေါ်လာလိမ့်မယ်ပေါ့နော်ဒုစရီလေးဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်ခံ layer နဲ့အပေါ် layer နဲ့ပြီးလို့ရှိရင် blend လုပ်ချင်တဲ့ mode နဲ့ကိုရွေးလို့ရပါတယ် ျွန်တော်ကတော့ဥပမာအနေနဲ့ပေါ့နော်အပေါ်ကပုံလေးကိုဆက်လက်ပေးပြီးတော့ကျွန်တော်အောက်ခံလေယာဉ်နေရာမှာကျွန်တော်ထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်အောက်ကပုံလေးကိုတော့ကျွန်တော်ဆက်လက်ပေးပြီးတော့အပေါ်လေယာဉ်နေရာမှာထည့်လိုက်တယ်ပေါ့နော် VPY ဆိုတာနဲ့သူကအောက်ကပေါ့ဆွဲမှာ preview လေးပြပေးတယ်ပေါ့နော်အဲ့ကြလို့ရှိရင်ကိုယ်စိတ်ကြိုက် blend mode လေးကိုပြန်ပြီးတော့ရွေးလို့ရပါသေးတယ်ခင်ဗျာကျွန်တော်ကတော့ဒီ image လေးကပေါ့နော် lighten blend mode လေးနဲ့ lighter မလို့ကျွန်တော် lighten လေးကိုပဲရွေးလိုက်ပါတယ်ခင်ဗျာအားလုံးပြောရရင်ဆိုရင်တော့ကျွန်တော်တို့ offer မှာရှိတဲ့ add to design လေးကိုနှိပ်လိုက်အောင်ပဲပေါ့နော်အဲ့ကြလို့ရှိရင်ကျွန်တော်တို့ blend လုပ်ပြီးသား image လေးကထွက်လာမှာဖြစ်ပါတယ်ခင်ဗျာ ထွက်လာတဲ့ပုံလေးကိုတော့ကိုသုံးကျင်တဲ့ဟာနဲ့လိုက်အောင်လို့ color adjustment လေးနည်းနည်းပါးပါးပြန်လုပ်လိုက်ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်တို့ image နှစ်ခုကိုလွယ်လွယ်ကူကူနဲ့ပေါင်းစပ်လို့ရသွားပါပြီ။ဆုံးဖြတ်ကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ See you guys.